ဟုတ်ကဲ့ကျွန်တော်အစမကြည့်တာကိုပြောပြမယ်เนาะအဒီ NUG ကိုကျွန်တော်ကမထောက်ခံဘူးလို့လည်းပြောပြီးသားဟိုဘက်မှာ NLD အစိုးရရှိတယ်လို့ဆိုတဲ့အတွက်ကြောင့်ကျွန်တော်မထောက်ခံတာ NLD အစိုးရကြီးကပြတ်သွားပြီဆိုရင်ကျွန်တော်ထောက်ခံလိမ့်မယ်เนาะရှင်းရှင်းပြောနိုင်ငံရေးကိုကြောင်းပြန်လှုပ်ရှားတာဒါခင်ဗျားတို့ကျွန်တော်ပြောပြတာနာဂစ်ဖြစ်တော့ဒေါအောင်ဆန်းစုကြည်ဘယ်လိုထိခိုက်ပျက်စီးနေလဲဆိုတာကျွန်တော်တောင်းဆိုခဲ့တယ်เนาะ အဲ့ဒီအချိန်မှာဂမ်ပါရီရအောင်တွတ်တွေ့ဒါခင်ဗျားတို့ကျွန်တော်ပြောပြတာရှင်းရှင်းပြောရင်ဒေါ်အောင်ဆန်းစုကြည်ကကျေးဇူးကမနှဲဘူးဗျအန်နူးကြီးပေါ်မှာနော်ဆွေစဉ်မျိုးဆက်တားစဉ်ပေါင်ဆက်လှူစားလို့ရတယ်လှူစားခွင့်နေခင်ဗျားတို့လှူစားခဲ့ကြတယ်ခင်ဗျားတို့ဒီမှာအေးအေးဆေးနေနေကြပြီဟိုကယ်လီဖိုးနီးယားက88ကကိုကိုလေးကိုလည်းပြောမယ်မင်းတို့ကိုးကွယ်နေတဲ့ဖာသင်မပန်ဆယ်လို့မင်းတို့ပြောလိုက်ငါဆောက်ယူမဟုတ်ငါဆိုးရွားဝင်တယ် နော်မင်းက88မှာငါနဲ့ပတ်သက်ခဲ့တဲ့ကောင်ကိုကိုလေးနော်မင်းတို့လည်းငါပြောမယ်မင်းနိုင်ငံသားငါနိုင်ငံသားငါအစိုးရဝန်ထမ်းမင်းစုံစမ်းခွင့်ရှိတယ်ဟုတ်လားနော်စောက်ရမ်းနေမပြောနဲ့ငါတို့ကလိုအပ်တာကိုပြောတယ်ရထားတဲ့တည်င်းဘလောက်မှန်လဲဆိုတာတန်တမန်တွေသွားတွေ့ဖို့အတွက်နော်ဒေါ်အောင်ဆန်းစုကြည်အမေအိုကြီးကိုအမေအိုကြီးကိုလှုပ်ရှားနေတဲ့အကောင်နေကောင်မတွေဒီအချိန်မှာလှုပ်ရှားပြီးတောင်းဆိုတဲ့နေဒါကိုပြောနေတာနော် မင်းတို့လူရုပ်မာတွေအောက်တန်းစားတွေဒါမျိုးမလုပ်ရဘူးကနိုင်ငံရေးဆိုတာနော်တခိုးကြပိုးတွေလူလိမ့်နေနော်ဝင်းထိန်နဲ့အိတ်လိုက်တာနဲ့လူရဝင်သွားတဲ့ဖာတယ်မဟုတ်မင်းတို့အိုကိုကွယ်နေတာနော်ငါနိုင်ငံသားခွင့်လွှတ်ဘူးမင်းတို့တွေးလိုက်မယ်ငါလှုပ်တတ်တယ်ကိုကိုလေးမင်းငါငါဘာသာစကားဘလောက်ကျွမ်းကျင်တယ်ဆိုတာမင်းတို့သိတယ်မင်းတို့88ကောင်နေသိတယ် နော် statement ညီငါပဲရေးခဲ့တာဟုတ်လားချီကာဂိုညီလာခံရဲ့ပြန်တန်းတစ်ခုလုံးရေးခဲ့တာငါကွာနော်စောက်ယူယောဂာနဲ့စောက်ချုံးမပြေနေမလုံနဲ့ငါ88ကိုမဖိုက်ဘူးမင်းတို့ဖားသေးကိုကိုယ်ွယ်တဲ့ကောင်တွေကိုဖိုက်တာဟုတ်ပြီလားဒီမှာရဲဘော်အောင်မြင်ထုံးလို့ရှိတယ်အကုံရှိတယ်ဘယ်ကောင်ကဘာလဲဆိုတာအားလုံးသိတယ်ဟုတ်ပြီလားမင်းတို့အမဲအိုကြီးကို မင်းတို့ပြစ်ထားလို့မင်းတို့လှုပ်ရှားထားတဲ့ကောင်တွေကောင်မတွေတို့ပြောနေတာဒီချိန်မှာမင်းတို့တောင်းဆိုရမယ်တိုက်တွန်းရမယ်နော်ဒီသတင်းမှန်မမှန်ရအောင်မင်းတို့တွေ့ရမယ်တွေ့နိုင်တဲ့တန်တမန်ရအောင်လုပ်ရမယ်ဒါကိုပြောတာဟုတ်ပြီလားဗမာနိုင်ငံကြီးမင်းတို့ထင်လောက်မလွယ်ဘူးကွာမင်းစစ်တပ်ဆိုတာအမြဲတမ်းရုပ်မာနေတဲ့လူရုပ်မာကြားထဲမှာမင်းတို့လှုပ်ရှားထားတဲ့ အမေအိုကြီးရောက်နေတာဒါကိုပြောတာနော်အဲ့တော့တွေ့မယ် TV ရဲ့ visa တွေငါတမပြမယ်ငါအစိုးရဝန်ထမ်းတော့ကိုကိုလေးမင်းနိုင်ငံရေးတမရတယ်မင်းနိုင်ငံသားမင်းစုံစမ်းလို့ရတယ်ဘေးကဖားတယ်ဖားကောင်းပောက်ပန်း၄၀လာမစုံစမ်းနဲ့ဟုတ်ပြီလားဒါပဲအားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့ငလင်းပေးတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးစိုးရင်ပူပန်မှုမရှိကြဘဲပြစ်ထားသည့်အပေါ်ဂိုးရှယ်ရီမှဝေဖန်လိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးခြင်းပါတယ်မလ28ရက်ငလင်းကြီးလှုပ်ချိန်မှာ နေပြည်တော်မှာအချင်းချခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထိတ်လန့်တကြားဖြစ်သွားခဲ့တယ်လို့စစ်ယုံက BBC သတင်းအရင်းအမြစ်ကပြောပါတယ်ကျမကြီးကောင်းမွန်ပါတယ်ငလင်းလှုပ်တဲ့အချိန်တော့တော်တော်လန့်သွားတယ်လို့သူကပြောပါတယ်ငလင်းလှုပ်ချိန်မှာဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုအကျေချုပ်ချထားတဲ့နေပြည်တော်ကနေအိမ်တစ်လုံးမှရှိနေပြီးအကျဉ်းထောင်ထဲမှာမဟုတ်ဘူးလို့ BBC ရဲ့သတင်းအရင်းအမြစ်ကပြောပါတယ်။သူ့ကိုထားတဲ့အဆောက်အဦလည်းထိခိုက်ပျက်စီးမှုကြီးကြီးမားမားမရှိခဲ့ဘူးလို့သိရပါတယ်။လက်ရှိအကျေချုပ်ချထားတဲ့နေအိမ်ကနေလက်တလောရွှေ့ဖို့အစီအစဉ်မရှိဘဲအဲ့ဒီနေရာမှာလုံခြုံစိတ်ချရတယ်လို့ဆိုပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုအကျဉ်းချထားတဲ့နေရာကိုစစ်ကောင်စီကတရားဝင်ထုတ်မပြောထားပါဘူး။ဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီးချိန်ကစလို့ နေပြည်တော်ကနေရာ၃ခုထပ်မင်းကိုပြောင်းရွှေ့ခဲ့တယ်လို့ BBC ရဲ့စုံစမ်းမှုအရသိရပါတယ်။နေပြည်တော်အချုပ်ထောင်ဒုတိယဝန်ကြီးအိမ်ရာတစ်ခုနဲ့နေပြည်တော်တိုင်းစစ်ဌာနချုပ်ထဲကရိတ်တာတစ်ခုတို့မှပြောင်းရွှေ့ချုပ်နှောင်ခဲ့တာဖြစ်ပါတယ်။ငလင်လုတ်ခတ်ပြီးနောက်ပိုင်းအမေဖြစ်သူဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကိုမသိရတာကြောင့်အင်မတန်စိုးရိမ်မိတယ်လို့တားငယ်ကိုထိန်လင်းကဧပြီ9ရက်ဆိုရှယ်မီဒီယာမှာ ပြောကြားထားတယ်လို့ Radio UNG ကသတင်းဖော်ပြခဲ့ပါတယ်။